န်းချက်တွေဟာတင့်ကိုပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုရဖို့လက်ညှိုးပေးပါလိမ့်မယ်။တင်းငယ်တော့အပြောင်းလဲများဖြင့်စတင်ပါ။မင်္ဂလာပါ။ဒီနေ့မှာတော့ဘဝတိုးတက်ရေးအတွက်အရေးကြီးဆုံးအရာတွေဖြစ်တဲ့ဆွဲလန်းစေတတ်တဲ့အပြုမူတွေအကျင့်စုတွေကိုဘယ်လိုတိုက်ထုတ်မလဲ။ပြီးတော့တနစ်တားရဲ့24နာရီကိုဘယ်လိုအကျိုးရှိရှိအသုံးချမလဲဆိုတာပါပဲ။ဒါတွေဟာလူတစ်ယောက်ရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲပေးနိုင်တဲ့ ခြေခံအုတ်မြစ်တွေပါအရင်ဆုံးကျမတို့ရဲ့တိုးတက်မှုကိုအဓိကဟန်တားနေတဲ့အပြုမူတွေကိုအရင်ဆုံးရှာဖွေကြည့်ကြရအောင် အချိန်ဖြုန်းခြင်းအချိန်ဖြုန်းတယ်ဆိုတာလုံတဲ့တဲ့အလုပ်တွေကိုနောက်ဆုံးပြီးမလုပ်ပဲနေတာကိုဆိုလိုပါတယ်ဒါဟာအလွန်ကိုအဖြစ်များတဲ့အလေးချင်းတစ်ခုဖြစ်ပြီးပညာရေးအလုပ်ကိုင်းတဲ့ပုံကိုရေးဆိုင်ရာကိစ္စရပ်တွေမှာပါထိခိုက်စေနိုင်ပါတယ်အချိန်ဖြုန်းတဲ့အခါအလုပ်တွေပုံလာပြီးဖိအားတွေများလာကစိတ်ဖိစီးမှုတွေဖြစ်ပေါ်လာတယ် ွင့်လန်းကောင်းတွေကိုလက်လွတ်သွားစေနိုင်ပြီးစွမ်းဆောင်ရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ဆိုရှယ်မီဒီယာဆွဲလန်းခြင်းဆိုရှယ်မီဒီယာအလွန်ကျုံသုံးဆွဲပါကမိတ်ဆွေရဲ့အချိန်များကိုအတိတ်ပဲမဲ့စွာကုန်ဆုံးစေနိုင်ပါတယ်။ဓာတ်ရီပေါင်းများစွာဗီဒီယိုကြည့်ခြင်း၊ post များကြည့်နေခြင်းကအမှန်တကယ်အရေးကြီးတဲ့အလို့တွေကိုနောက်ကျစေနိုင်တယ်လို့အခြားသူများရဲ့ဘဝနဲ့ကိုကိုကိုနှိုင်းယှဉ်မိတတ်တယ်လို့စိတ်ကျမ်းမာရေးနဲ့အာရုံစိုက်မှုဆိုင်ရာပြဿနာများကိုဖြစ်ပေါ်စေနိုင် ငွေကြေးသုံးစွဲမှုထိန်းချုပ်မရခြင်းမလိုအပ်တဲ့ပစ္စည်းများဝယ်ယူခြင်းလောင်းကစားပြုလုပ်ခြင်းငွေကြေးခြေလှယ်ကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီးအကျွေးတင်ခြင်းနဲ့အနာဂတ်အတွက်ဆူဆောင်းနိုင်ခြင်းမရှိခြင်းတို့ဖြစ်ပေါ်စေပါတယ်။ကျန်းမာရေးနဲ့မညီညွတ်တဲ့အလေခြင်းများအာဟာရမပြည့်ဝတဲ့အသင့်အစာအစာတွေကိုအလွန်ကြိုးစားသုံးခြင်းအိတ်ချိန်မမှန်ခြင်းနဲ့လုံလောက်စွာအိတ်မအိတ်ဆက်ခြင်းတို့ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီးစွာအင်းနေပါခြင်းအာယုံဆိုင်မှုအားနေခြင်းနဲ့စိတ်ခံစားမှုမတည်မငြိမ်ဖြစ်ခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။အဆိုးမြင်စိတ်တဲ့အဆိုးမြင်စိတ်တဲ့အားမိမိဘဝကိုဟန်တားတဲ့အဓိကအချက်ဖြစ်ပါတယ်။အရာရာကိုအဆိုးဘက်မှသာမြင်ခြင်းသည်မိမိကိုယ်ကိုမယုံကြည်ခြင်းနဲ့အခွင့်အလမ်းများကိုလက်လွတ်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါရီဟာမိတ်ဆွေတို့ရဲ့နေစဉ်ဘဝမှာဒီအလေးချင်းတွေကိုအတိုက်ထုံနိုင်တဲ့၍မိတ်ဆွေတို့ရဲ့ဘဝဟာဘယ်တော့မှတိုးတက်လာမှာမဟုတ်ပါဘူး။ရည်မှန်းချက်ထားပါ။တင့်ရဲ့တနေ့တာတပတ်တာတစ်လတာတစ်နှစ်တာအချိန်တွေကိုဘလို့အကျိုးရှိရှိအသုံးချမလဲဆိုတာနဲ့ပတ်သက်ပြီးရည်မှန်းချက်တွေချမှတ်ထားပါ။ရည်မှန်းချက်တွေဟာတင့်ကိုပုံမှုကောင်းမှုနဲ့ဘဝတစ်ခုရဖို့လမ်းညွှန်ပေးပါလိမ့်မယ်။နှစ်ဖုံးကိုလိုအပ်မှသာအသုံးပြုပါ။ ယင်းနေ့ခင်မှာဖုံးသုံးဆွဲတာဟာအလုံးကိုမြပြနေပါဗျ။လိုအပ်တာတက်ပိုးပြီးဖုံးကိုသုံးဆွဲနေတာဟာအချိန်တွေကိုဖြုံးတည်နေတယ်လို့ပါပဲ။ဒါကြောင့်ဖုံးကိုလိုအပ်တဲ့အခါမှသာသုံးဆွဲပြီးအနီးနားကလူတွေနဲ့ရင်းရင်းနှင်းနှင်းပြောဆိုဆက်ဆံပေးပါ။၃အေးရဝအောင် အိပ်ပါ။အေးရမဝတာဟာမကောင်းတဲ့အကျဉ်းတွေရဲ့အဓိကအကြောင်းရင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ညပတ်မှာစောစောအိပ်ရဝင်ပြီးအေးရဝအောင်အိပ်ဆက်ပါ။အကျဉ်းဆုံးများကိုတိုက်ထုံနိုင်မယ်လက်တွေ့ကြတဲ့နီလ င့်အကျင့်ဟောင်းများကိုအကျင့်အသည့်ဖြင့်အစားထိုးပါအကျင့်စိုးတစ်ခုကိုဖယ်ရှားရန်အကောင်းဆုံးနည်းလမ်းမှာထိုးနေရတွင်အကျင့်ကောင်းတစ်ခုကိုအစားထိုးလိုက်တာပါဥပမာဖုံးကြည့်မဲ့အစာစားအုပ်ဖတ်ပါဂိမ်းကစားမဲ့အစာလက်ကျင့်ခံလုပ်ပါဒါမှမဟုတ်ခုခုအသည့်သင်ယူပါနှစ်တင်းငယ်တော့အပြောင်းလဲများဖြင့်စတင်ပါတပြိုင်နက်တည်းအကုန်လုံးကိုပြောင်းလဲရန်ကြိုးစားခြင်းပါစိတ်တဲ့ကြာစီလွှဲနိုင်ပြီးတင်းငယ်တဲ့ခြေလမ်းဖြင့်စတင် နစ်လေးဖုံး၃ချိန်ကိုမိနစ်30ရှင်းချရင်ဒါမှမဟုတ်စာမျက်နှာဆင်းမြင်လာခရင်ပြစ်မှတ်ထားပါဒီသိငယ်တဲ့ခြေလမ်းတွေကပဲရေရှည်မှာကြီးမားတဲ့အောင်မြင်မှုများကိုဖြစ်ပေါ်စေပါလိမ့်မယ်၃ပဝန်းကျင်ကိုပြောင်းလဲပါပဝန်းကျင်သည်လူတစ်ယောက်ရဲ့အကျင့်များကိုအလွန်လွန်မှုနိုင်ပါတယ်တင်ကိုတိုးတက်အောင်မြင်စေမဲ့ပဝန်းကျင်မျိုးကိုဖန်တီးပါမလိုအပ်တဲ့အရာများကိုတင်ပဝန်းကျင်မှာဖယ်ရှားပါ ဖြင့်တင့်ကိုအားပေးနိုင်တဲ့တငယ်ချင်းများနဲ့ပေါင်းသင်းပြီးအဆိုးမြင်ဆိုင်ရှိသူများနဲ့ဝေဝင်နေပါဒီနှစ်တာရဲ့24နာရီကိုဘလို့အသုံးချမလဲဒီနေ့ကိုလူတိုင်း24နာရီစီရရှိကြပါတယ်ဒါပေမဲ့ဘလို့အသုံးချလဲဆိုတာကတော့တယောက်နဲ့တယောက်မတူပါဘူးဒီ24နာရီကိုဘလို့အကျိုးရှိရှိအသုံးချနိုင်မလဲဆိုတာကြည့်ကြရအောင်ညအိပ်ရာမဝင်မီမနှက်ပြန်အတွက်အစီအစဉ်ဆွဲခြင်း ညာအိမ်ရာမဝင်ခင်မှာမနှက်ပြန်အတွက်လှုပ်ရှားရှိတာတွေကိုအဓိက အကြဆုံးသုံးခုကိုပဲဦးစားပေးရေးချဲပြီးတော့ခြာရည်ပါဒီလိုလှုပ်ခြင်းအဖြစ်မနှက်အိမ်ရာထားတဲ့အခါဘာလုပ်ရမလဲဆိုတော့ချက်ချင်းသိနိုင်ပြီးအချင်းကိုတတ်သားစေပါတယ်ဒီလိုစည်ရင်ပြုစုရမှာအလုတ်တွေများမနေအောင်ခရူဆိုင်ပါ အလုတ်များလေးလေးလှုပ်ခြင်းစိတ်လေးလေးလေးဖြစ်တတ်ပါတယ်မနှက်ခင်းလှုပ်ရိုးလှုပ်စဉ် မနက်အိယာနိုးတာနဲ့ဖုန်းကိုချက်ချင်းမကြည့်ပါနဲ့စိတ်ကြည်လင်စေရန်ဆောင်း15မိနစ်ခန့်အသက်ရှူလေ့ကျင့်ခန်းဒါမှမဟုတ်အပေါ်စားလေ့ကျင့်ခန်းများပြုလုပ်ပါလေ့ကျင့်ခန်းမလုပ်ခင်နဲ့လုပ်ပြီးနောက်မှာရေတပံကွက်တောက်ပါတနည်းအားလုံးရေဓာတ်ဆုံးရှုံးထားတဲ့ခန္ဓာကိုယ်အတွက်ရေဓာတ်ဖြည့်တင်ပေးဖို့အရေးကြီးပါတယ်ရေနွေးနွေးလေးကိုတောက်ပေးခြင်းကလည်းအစာချေစနစ်ကိုကောင်းမွန်စေပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာစားသုံးပါအမြန်စာတွေထက် ရိုတင်းဓာတ်ကာဗွန်ဟိုက်ဒရိတ်နဲ့ဗိုက်တာမင်ဓာတ်ကျွဲဝတဲ့အစားအစာတွေကိုရွေးချယ်စားသုံးသင့်ပါတယ်။ဒီလိကျင့်တွေကိုနေ့စဉ်ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင်သင်ရဲ့တနေ့တာဟာပုံမှန် productive ဖြစ်ပြီးစိတ်ဖြည်စည်းမှုတွေလည်းလျော့ကျသွားနိုင်ပါတယ်။အစပိုင်းမှာခက်ခဲနိုင်ပေမယ့်ဇွဲရှိရှိဆက်လက်လုပ်ဆောင်သွားပါ။ဦးစားပေးအလိုက်စီစဉ်ပါ။သင်ရဲ့စွမ်းအမြင့်ဆုံးအချိန်ကိုအရေးကြီးဆုံးအလုပ်များအတွက် မနက်ပိုင်းအဓိကပန်းလိုက်အတွက်ပတ်သက်တဲ့အလုပ်များကိုလုပ်ပါနေ့လယ်ပိုင်းအလဲအလတ်အရေးကြီးတဲ့အလုပ်တွေကိုလုပ်ပါညနေပိုင်းအသေးမောအလုပ်များနဲ့အပန်းဖြေခြင်းမျိုးပြုလုပ်ပါနှစ်မိနစ်စီကံကိုကျင့်သုံးပါနှစ်မိနစ်ထက်နည်းပြီးပြီးနိုင်တဲ့အလုပ်များကိုချက်ချင်းလုပ်ဆောင်ပါဥပမာပုဂံများကိုချက်ချင်းစေကြောတာဒါမှမဟုတ်အီးမေးလ်အတူလေးတစ်ခုကိုချက်ချင်းပြန်တာဒီလိုလုပ်ခြင်းအပြင်အလုပ်များစုပေါင်းလာခြင်းတားဆီးနိုင်ပြီးစိတ်ကိုလည်းပိုပါစေပါတယ် တနစ်တာကိုပုံမှုအကျိုးရှိစေဖို့အတွက်အပိုင်း၄ပိုင်းခွဲခြားထားပါတယ်။၁အိပ်ဆက်ခြင်း9နာရီခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်တွေရရှိနိုင်ဖို့အုံနောက်နဲ့လှုပ်ဆောင်ချက်တွေကိုအားဖြည့်ပေးဖို့အတွက်တနေ့ကိုပြန်မြ9နာရီခန့်အိပ်ဆက်သင့်ပါတယ်။တချို့လူတွေဟာ၄-၅နာရီပဲအိပ်ကြပြီးမယ်။အချိန်ကြာလာတာနဲ့အမျှကျန်းမာရေးနဲ့ပတ်သက်ပြီးဆိုးကျိုးတွေရရှိနိုင်ပါတယ်။၂အလုတ်9နာရီသင်ဟာအလုတ်တစ်ခုကို လုတ်ကင်နေတဲ့သူဒါမှမဟုတ်ကျောင်းသားတယောက်ဆိုရင်တော့တနေ့တာရဲ့9နာရီကိုအလုတ်အတွက်ဒါမှမဟုတ်ကျမရဲ့အတွက်အသုံးပြုတင်ပါတယ်။သင်လုတ်ကင်နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပညာရဲ့ဆိုင်ရာဝဟုတုတာတွေကိုထပ်မံဖြည့်တင်ပြီးအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ပါတယ်။၃။မိသားစုနဲ့ကိုယ်ပိုင်အချင်း6နာရီမိသားစုတငယ်ချင်းတွေနဲ့အတူပျော်ရွှင်စွာအချိန်ဖြုန်းတာဟာဘဝအတွက်အလွန်အရေးပါပါတယ်။လူမှုပတ်ဝန်းကျင်နဲ့အဆက်အဆံ ဖြတ်တောက်နေတာမျိုးမဖြစ်စေဖို့အတွက်၃နာရီခန့်ကိုမိသားစုနဲ့အချိန်ပေးပါ။ကျန်တဲ့၃နာရီကိုတော့သင်ရဲ့ဝါသနာပါရဥပမာစာဖတ်ခြင်း၊ရုပ်ရှင်ကြည့်ခြင်း၊ဂီတနားထောင်ခြင်း၊အားကစားလုပ်ခြင်းစတဲ့အရာတွေကိုလှုပ်ဆောင်ခြင်းဖြင့်ဘဝကိုပုံမှန်ပျော်ရွှင်စေနိုင်ပါတယ်။၄ပညာရေး၊နာနာရေး၊ပညာရေးနဲ့ပတ်သက်ပြီးဘွဲတစ်ခုတည်းနဲ့ရပ်တန့်နေလို့မဖြစ်ပါဘူး။အမြဲတမ်းသင်ယူနေဖို့လိုအပ်ပါတယ်။သင်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုလေ့လာပြီးဘဟုတုတ္တတိုးပွားအောင် ်အင်တာနက်မှာလည်းအခမဲ့သင်ကြားနိုင်တဲ့သင်တန်းတွေအများကြီးရှိပါတယ်။ဒီမှာကွန်ပျူတာပညာရဲ့ဂစ်တအင်္ဂလိပ်စာစသည်တို့ဖြစ်ပါတယ်။ဘဝတိုးတက်ရေးဆိုတာတညာတည်းနဲ့ရုပ်တရက်ပြောင်းလဲသွားခြင်းမဟုတ်ပဲနေစဉ်နေတိုင်းသိငယ်တဲ့အပြောင်းအလဲများဖြင့်တစ်ပြေးပြေးတိဆောက်သွားရတာပါ။မိတ်ဆွေရဲ့အနာဂတ်ဟာမိတ်ဆွေရဲ့ယနေ့လှုပ်ဆောင်ချက်တွေပေါ်မှာပုံတည်ပါတယ်။စကားအတိုင်းယခုအချိန်မှာစပြီးမိတ်ဆွေဘဝကိုပုံမှုကောင်းမွန်တဲ့ လေ့ကျင့်များဖြင့်တိကျရန်စတင်လိုက်ပါမိတ်ဆွေရဲ့အောင်မြင်မှုခရီးမိတို့စတင်ရမည်သိရှိပြီးပြီဆိုတော့ယနေ့ပဲစတင်ကြရလာလား